လေးစားချစ်ခင်ရတဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဒီဇင်ဘာလထိုင်းနိုင်ငံမှာကျင်းပမယ့်စီးကိန်းပြိုင်ပွဲအတွက်မြန်မာလက်ရွေးစင်မျိုးသမီးအသင်းကတော့၄ချိန်ရဲ့အစည်းအဝေးကိုပြန်လည်စတင်နေပြီးတော့အမျိုးသမီးလိဂ်ရဲ့မျိုးဆက်တဲ့ကစားသမားတွေကိုလည်းခေါ်ယူအားပြေလာတာကိုတွေ့ရပါတယ်မြန်မာတဲ့ကစားသမားတွေအနေနဲ့ဤသက်ဖြိုးရှင်လုံးအိမ်တန်းတန်းတွေဒေစီအောင်တို့ကပူပေါင်းပါဝင်လာပြီးတော့မြမလက်ရွေးစင်ယူနီဆယ်အသင်းကနေစီနီယာအသင်းကြီးနဲ့အတူပူပေါင်းမှုခေါ်ယူခဲ့တယ်လို့သိရပါတယ် လက်ရှိ လေးကျင်ရေးအစီအစဉ်မှာတော့အသင်းရဲ့အဓိကတိုက်စစ်မှုလို့ပြောရမယ်ဝင်းသိင်ကြီးထွန်းကမလေးရှားလိမာကလပ်ပွဲစဉ်တွေကစားနေခဲ့ရကြောင်းပါဝင်လာနိုင်ခြင်းမရှိသေးပါဘူးမေထက်လူကလည်းပညာရေးကိစ္စနဲ့အမေရိကန်နိုင်ငံမှာပဲအခြေချကစားနေရတာကြောင့်လေးကျင်ရေးအစီအစဉ်မှာတော့မတွေ့ရသေးပါဘူးစီကင်းရဲ့အတွက်အပိသက်ပမာဏလူစင်းကိုထုတ်ပြန်လာတဲ့အခါမှာကျွန်တော်တို့ channel လေးကနေပြီးတော့ထပ်မံတင်ပြပေးပါမယ် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းရဲ့လက်ရှိပူးပေါင်းပါဝင်လာတဲ့မျက်နှာသစ်တွေထဲမှာပေါ့နော်ပြည်သက်တွေလက်ခံထားတဲ့အရေးအသွေးမြင့်ကစားသမားတအုပ်မပါဝင်လာသေးတာကြောင့်မိကွန်းထုတ်เสียကိစ္စရက်တွေဝေဖန်မှုတချို့တွေကိုလည်းတွေ့ထားရပါတယ်ထုတ်ကစားသမားကတော့မနစ်ကရာသည် ISB အသင်းချန်ပီယံဖြစ်တဲ့အချိန်မှာတရာသီလုံးခြေစွမ်းပြနိုင်ခဲ့တဲ့ဂိုးအများဆုံးသွေးယူနိုင်ခဲ့တဲ့လင်းမြင့်မှုဖြစ်ပါတယ်သူမပါဝင်လာသေးတာကိုပြည်သက်တွေအံ့ဩမိကွန်းထုတ်เสียဖြစ်နေတာပါ ISB အသင်းနဲ့အာရှချန်ပီယံလိအောင်မြင်မှုတိုက်ပွဲဝင်ခဲ့ကြရမှာအဓိကကြားခဲ့တဲ့ထိုကစားသမားကိုတော့ပရိသတ်တွေကအနီရင်အောင်ကြားစီနဲ့အစိမ်းအောင်မျက်ခင်းတွေထဲမှာပြေးလွှားကစားနေပုံကိုဒီဇင်ဘာနှင်းဆက်တွေကြားမှာမြင်တွေ့ခြင်းမုံရပါတယ်မြန်မာလက်ရွေးစင်မျိုးသမီးတင်းကတော့ ASEAN Championship ပြိုင်ပွဲမှာဒုတိယနေရာထိခရီးပေါက်ခဲ့ပြီးတော့ပုံစံကောင်းတွေရနိုင်ခဲ့တဲ့အသင်းဖြစ်တယ်ကစားသမားတွေကလည်းကြိုးစားကြပြီးတော့နေရာရဖို့တိုက်ပွဲဝင်နေကြတာဖြစ်လို့ ဒီဆောင်းရာဒီစီးကိန်းမှာရောဘလောက်ထိအစင်လာရင်းတမန်းကြောင်းတွေကိုချိုးဖောက်ရေထိုးနိုင်အောင်လဲဆိုတာဆက်လက်ဆောင်ကြည့်ရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါအခုလို update ဖြစ်နေတဲ့အားကစားသတင်းတွေကိုအချိန်မှန်တင်ဆက်ပေးနေကြကျွန်တော်တို့ရဲ့ Facebook TikTok YouTube channel လေးတွေကို like and share follow subscribe လေးလုပ်ပေးကြကြဖို့တောင်းဆိုပါတယ်။နားဆင်ပေးတဲ့ဒုတိယချင်းစီတိုင်းအေးချမ်းပျော်ရွှင်ပါစေခင်ဗျာ။